မင်္ဂလာပါစစ်ဒနီအိုပရာဟောက်စ်ကို လူတိုင်းသိကြပေမဲ့ချစ်စရာအထူးဧည့်သည်လေးပန်နီလို့ခေါ်တဲ့ဖြန်လေးတကောင်ရဲ့အကြောင်းကို သိပါသလားကဲအခုပန်နီရှိနိုင်မယ့်နေရာကိုကျွန်တော်တို့အတူတူသွားကြည့်လိုက်အောင်အခုအိမ်မှာဘန်နီကိုတွေ့ပါပြီ ဘယ်နီဟာ City Opera House ဘက်ကိုသူလာခြင်းတဲ့အချိန်မှာလာလေတဲ့တဲ့ဖြန်လေးတကောင်ပါသူလာတဲ့အချိန်ကပုံမှန်မရှိပေမဲ့သူလာတဲ့အခါမှာအဲ့နေရာမှာပဲနေပူစာလုံးပြီး AC နဲ့နေတာကိုအခုလိုတွေ့ရတာပါတယ်ဘယ်နီဟာ2014ခုနှစ်ခရီးက City Opera House ဘက်ကိုမကြာခဏလာလေလိရှိပါတယ်သူ့ရဲ့ချစ်စရာကောင်းတဲ့ပြည်မှုတွေကြောင့်လူတွေရဲ့စိတ်ဝင်စားမှုကိုလည်းမြဲရရှိနေတတ်ပါတယ် စစ်ဒီအော်ပရာဟောက်စ်ကိုလာရတဲ့သူတို့များများကဘယ်နေရှိမရှိသွားကြည့်ကြဖို့လဲမမေ့ကြပါဘူး။ဒါဆိုနောက်တစ်ခေါက်စစ်ဒီအော်ပရာဟောက်စ်ဘက်ရောက်ရင်ဘယ်နေရှိမရှိသွားရှာကြည့်လိုက်အောင်နော်။